ဘာလို့စံစီကျုပ်တွေဟာစူပါမားကတ်တွေရဲ့နောက်ဆုံးနဲ့ထောင်ကျတဲ့နေရာတွေမှာရှိနေကြတာလဲနေစုလိုအပ်တဲ့ပစ္စည်းတွေဆိုတော့ customers တွေအဆင်ပြေအောင်ရှေ့ဆုံးမှာထားလိုက်လို့မရဘူးလားဘာလို့လဲဒါဟာစူပါမားကတ်တွေကသုံးလေးရှိတဲ့ trick တစ်ခုဆိုလည်းမမှားပါဘူးနောက်ဆုံးထောင်ဆုံးမှရောက်နေတဲ့ပစ္စည်းစီသွားရတဲ့အခါအချိန်မရတဲ့သူကလွယ်ရင်တော်တော်များများလမ်းတစ်လျှောက်မှရှိတဲ့ပစ္စည်းတွေကိုဟိုးလျှောက်ကြည့်ဒီလျှောက်ကြည့်နဲ့ window shopping လုပ်ကြပါတော့တယ် အိမ်ကစရင်မလုလာတဲ့တချို့ပစ္စည်းတွေကိုမျက်မှန်းတမ်းမိပြီးစိတ်ဝင်စားတဲ့အခါတခုမဟုတ်တခုအာလူးကြုံမုံဈေးဝယ်ခြင်းနဲ့ထဲကြပါတော့တယ်60ရာခိုင်နှုန်းသောစူပါမားကတ်ရောင်းအားတွေဟာအိမ်ထဲကစရင်လုလာတဲ့ပစ္စည်းကိုဝယ်ဖို့အချိန်ယူရင်းဝယ်ဖြစ်သွားကြတာပါတဲ့တနည်းအားဖြင့် indirect upselling ဆိုလည်းမမှားပါဘူးဒီတော့စိုင်းဖွင့်ထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ကိုအဓိကရောက်နေရတဲ့ပစ္စည်းကဘာလဲဆိုတာသိအောင်လုပ်ပြီးဒီနည်းလမ်းလေးကိုအသုံးချမယ်ဆိုရင် လုပ်ငန်းရောင်းအားကိုအထောက်အကူပြုနိုင်ပါလိမ့်မယ်